မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့အော်တိုဘာလ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ဘင်္ဂလားဒေ့ရှ်အရက်ခနေဆက်တခြားမှာအာဆာနဲ့ RSO အဖွဲ့တွေဟာနေဆက်ဖြတ်ကျော်စီရေးလှုပ်ရှားတာအကြမ်းဖက်မှုတွေကိုလှုံ့ဆော်ရမှာဘင်္ဂလားဒေ့ရှ်နေသားဆောင်တပ်ဖွဲ့ BGB တပ်တချို့နဲ့အရာရှိတချို့ကကုညီပံ့ပိုးပြီးတော့တွဲဝိုက်ပြီးတိုက်ပွဲဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရက်ခဒေတာတစ်ခုလုံးစစ်ကောင်စီထံကနေပြီးတော့အလုံးစုံလွတ်မြောက်ရေးအတွက်စီရေးနိုင်ငံရေးနီးလန်းတွေကိုတုံးပြီးတော့လှုံ့ဆော်နေတဲ့အချိန်မှာ အာဆာနဲ့ RSO တပ်ဖွဲ့တွေကဘင်္ဂလားဒေ့ရှ်အရကနေဆက်တလျှောက်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့မှာယာယီစခန်းအခိုင်အမာစခန်းတွေတိစောက်ထားပြီးတော့ AA ရဲ့လုံခြုံရေးစခန်းတွေကိုလျှက်တပြတ်ဝင်ရောက်တိုက်ခိုက်တာတွေဘင်္ဂလားဒေ့ရှ်ဘက်အချမ်းကနေပြီးတော့နောက်ဆက်ပြစ်ခတ်တာတွေအပြစ်မဲ့အရဲသားတွေကိုတပ်ဖြတ်တာတွေပြန်ပြီးဆွဲချင်းချောက်တာတွေစတဲ့လုပ်ရည်တွေကိုပုံမလုံဆောင်လာတယ်လို့ဖော်ပြထားပါတယ်။ AA ရဲ့ထုတ်ပြန်ချက်မှာအစ္စလာမ်အစွန်းရောက်စစ်သွေးကြွအကြမ်းဖက်အာဆာနဲ့ RSO အဖွဲ့တွေလို့ရေးသားထားတာကိုတွေ့ရပါတယ်။ အာဆာနဲ့ RSO တွေစီကတိစီရမိထားတဲ့လက်နက်ခဲယမ်းများစစ်တုံးဆောင်ပစ္စည်းများဟာစစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်ကအချင်းပြတ်တဲ့ BGB အရာရှိတချို့ကငွေချေးရယူပြီးတော့ရောင်းပေးတာထောက်ပံ့ပေးတာဖြစ်နိုင်တယ်လို့စီစစ်တွေးရှိရကြောင်းပြောပါတယ်။ဒါအပြင်အာဆာနဲ့ RSO အဖွဲ့တွေပြုတ်လုနေတယ်။စစ်ရေးလှုပ်ရှားမှုများစစ်စင်ရေးများဟာစစ်ကောင်စီနဲ့လက်ဝါးချင်းရိုက်ပြီးတော့ဟန်ချက်ညီညီဆောင်ရွက်နေတဲ့အပြင် အပေးယူတခုလည်းဖြစ်နိုင်တယ်လို့ AA ကသုံးသပ်ထားပြီးတော့အချင်းပြတဲ့ဘင်္ဂလားနေကြားဆောင်တပ်တချို့နဲ့စစ်ဘက်ကရာရှိတချို့ရဲ့ကုညီပံမိုးမှုတွေပါဝင်နေပြီးတော့သုံးပွင့်ဆိုင်တိုက်ခိုက်မှုမျိုးလည်းဖြစ်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။အချင်းပြတဲ့ BGB အရာရှိတွေတပ်ဖွဲ့ဝင်တချို့တွေဟာအစိုးရစစ်သွေးကြွဝါဒကိုအားပေးအားမြောက်ပြုတ်ယုံတာမှာကပဲ AA နဲ့တိုက်ပွဲဖြစ်ပွားရာဒဏ်ရာရကြာဆုံ အားစားအလောင်းတွေကိုဝိုင်းကူပြီးတော့ထမ်းပုတ်ပေးတာစေဝါကုသပေးတာရိတ်ခါနဲ့လက်နဲ့ခဲရန်တွေထောက်ပုတ်ပေးတာအပြင်အကြမ်းဖက်အဖွဲ့တွေအပေါ်ကိုဥဆောင်မှုပေးတာလုံခြုံရေးယူပေးတာတို့ဝင်းကင်းထောက်ပေးတာတို့ရေဒါစနစ်များကိုအသုံးပြုပြီးတော့စီရေးဆိုင်ရာအချက်အလက်တွေကိုပံမိုးကူညီပေးတာတွေပြုလုပ်ပေးနေပြီအာဆာနဲ့ RSO အဖွဲ့တွေကိုတွဲဝိုက်ပြီးတော့တိုက်ပွဲဝင်နေတာကိုစစ်စစ်တွေ့ရှိရကြောင်း AA ဘက်ကထုတ်ပြန်လိုက်ပါတယ်အေအနေနဲ့စက်တဘာလ28ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးတော့အာဆာအဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ 啊、所以要先对住 ဝါရအားပေးအကျင့်ပြတ် BGB ကအရာရှိတချို့နဲ့စစ်သွေးကြွလှုပ်ရှားမှုအပေါ်ထောက်ခံအားပေးနေကြသူတချို့ကိုဘင်္ဂလားဒေ့ရှ်ဂျားပြတ်အစိုးရကအ мян ဆုံးဖော်ထုတ်အရေးယူတင်ကြောင်းအသိပေးထားပါတယ်။အဲ့ဒီလိုအရေးယူတင်တာကိုအပြုသဘောနဲ့ထောက်ပြကနှစ်ဖက်ဂျားမှာပြဿနာမများစေဖို့အတွက်အချိန်မီထိမ့်သိမ့်တင်ကြောင်းအသိပေးထားတာကိုဘင်္ဂလားဒေ့ရှ်ဂျားပြတ်အစိုးရအနေနဲ့အရေးယူထိမ့်ကြောင်းမှုမရှိပဲအရင်လိုဆက်လွတ်ပေးထားမယ်ဆိုရင်တော့နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတွေစိုးဝါးစွာထိခိုက်စေနိုင်တယ်လို့ ို့အေဘက်ကထပ်မံထုတ်ပြန်လိုက်ပါတယ်။ဒါကြောင့်နဖက်တင်းမာမှုအခုထက်ပိုပြီးတော့မမြင့်မားလာစေဖို့အတွက်ဘင်္ဂလားဒေ့ရှ်ရှားပြအစိုးရကအာဆာနဲ့ RSO အဖွဲ့တွေဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကအာရခဒေသအတွင်းကိုဝင်ရောက်ပြီးတော့စစ်ရေးလှုပ်ရှားနေတာတွေကိုအ мян ဆုံးဟန့်တားပေးဖို့ပါဝင်ပတ်သက်နေတဲ့ BGB ဝန်ထမ်းတွေကိုလည်းအ мян ဆုံးထိန်းချောင်းပေးဖို့ထိရောက်စွာအရေးယူပေးဖို့အေဘက်ကထပ်မံတိုက်တွန်းလိုက်ပါတယ်။ထိန်းချောင်းပေးမှုမရှိဘူးဆိုရင် ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာအချမ်းဖတ်အားပေးသူတွေအုပ်စုအင်အားကြီးမလာခဲ့ရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာသာမကနေဆန်းနဲ့အာဆီယံဒေသတွင်းတည်ငြိမ်ရေးလုံခြုံရေးတို့ကိုပါအချမ်းဖတ်အန္တရာယ်နဲ့အတူချိမ့်ချောက်လာနိုင်တယ်လို့အေအေကထပ်မံထောက်ပြထားပါတယ်အာဆာအဖွဲ့ဟာစက်တင်ဘာလက အေရဲ့စခန်းတချို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ထိုးစစ်ဆင်ခဲ့လို့မောင်နှောမျိုးနယ်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့အာစာရဲ့ကြိုးပမ်းမှုဟာမအောင်မြင်ပဲစုတ်ခွာထွက်ပြေးသွားအောင်လို့တိုက်ခိုက်နိုင်ခဲ့တယ်လို့အေဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်ခွေးတပ်ကထိုးစစ်ဆင်နေတဲ့ဘကိုးတိုင်းဗဒောင်းမြို့နယ်လေးတောင်တောင်တိုက်ပွဲမှာထိခိုက်ဒေဆုံးမှုတွေများပြီးတော့အလောင်းတွေကိုဆွဲပြေးနေရတာကိုမပေါက်ကြားစေရန်အတွက်စစ်တုံးကားများကိုအုံပြုရန်ပြင်ဆင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ခွေးတပ်ဟာ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့လေးတောင်တောင်မှာရှိတဲ့စစ်စခန်းကိုပြန်လည်ရရှိရန်အတွက်အော်တိုဘားလ6ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထိုးလာရာအရခတက်တော် AA တပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားပြီးတော့ အလောင်းများဆွဲပြေးခဲ့ရတယ်လို့သိရပါဗါးကားနက်စီးခေါ်ထားတာကအင်အားဖြည့်ဖို့မဟုတ်ပါဘူး အလောင်းကောက်ဖို့ဖြစ်ပါတယ်လူမှုကူညီရေးကားတွေနဲ့အလောင်းတွေကိုတင်ရင်သတင်းပေါက်ကြားပါတယ်ဆိုပြီးတော့သူတို့ကားတွေနဲ့အစင်းသစ်ပြင်ထားတာလို့စီးရေးသတင်းရေးမြစ်ကပြောပါတယ်အကြမ်းဖက်စစ်ခွေးတပ်ဟာတေဆုံသွားတဲ့တပ်ဖွဲ့ဝင်အလောင်းများနဲ့ဒဏ်ရာရှိသူများကိုတဲဆောင်ရန်အတွက်အနီးနားမှာရှိတဲ့ခြေရွာများကလူမှုကူညီရေးကားများကိုအရေးပေါ်အသုံးပြုရမှာပြည်ပကိုသတင်းပေါက်ကြားတယ်ဆိုပြီးတော့တိုက်ပွဲအတွင်းကအလောင်းများကိုတည်ယူရန်စစ်သုံးမော်တော်ကားနှစ်စီးကိုအစင်းသစ်ပြင်ထားတယ်လို့သတင်းရေးမြစ်ထံကသိရပါတယ်အဲ့ဒီအလောင်းတဲဖို့ကားနှစ်စီးကို အုတ်ရှိပင်တရားစစ်စေးဂိတ်မှာအသင့်အနေထားနဲ့ထားရတယ်လို့ပြောပါတယ်အချမ်းမဲ့စစ်ခွေးစစ်ကြောင်းဟာပြီးခဲ့တဲ့အော်တိုဘားလ10ရက်နေ့ကစင်လန်းစခန်းကနေပြီးတော့လေတာတောင်ဘက်ကိုခြုံခိုထွက်လာရာအေအေနဲ့ထိတ်တိုက်တွေ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ခန့်သေဆုံးသွားတယ်လို့သိရပါတယ်ဂျန်တဲ့သူတွေကတော့1 troop လေးရင်နဲ့ဘုံကျဲပစ်ကူပေးကကဲထုတ်ပေးခဲ့ရတယ်လို့ပြောပါတယ်အချမ်းမဲ့စစ်ခွေးတပ်ဟာညောင်ကျိုးစခန်းနဲ့တောင်ကုတ်လန်တကျောကိုပြန်လည်ရရှိရအတော့ထုံနှုတ်အင်အားအလွန်ကြုံသုံးကစစ်ကြောင်းထိုးခိုင်းကညောင်ကျိုးနဲ့တောင်ကုတ်ကြားမှာ စစ်ခွေးတပ်ဖွဲ့ဝင်များအစုလိုက်အပြုံလိုက်တိုက်ဆုံခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ဆုံမှုကိုဖုံးဖိထားပြီးတော့အဲ့ဒီလမ်းကြောင်းကနေဖြတ်တန်းသွားလာတဲ့သူတွေကိုပါဖမ်းဆီးမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကကျင်းပရန်ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက်မဲဆင်းမှားယွင်းမှုများကိုလူမှုကွန်ရက်ဆိုရှယ်မီဒီယာမှာအကြေတဝင့်တင်ပြခြင်းမပြုဘဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းဖြေရှင်းကြရန်ကြံ့ဖို့ပါတီအတွင်းမှာညွှန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ30ရက်နေ့ကစတင်ပြီးတော့အချက်ပတ်စစ်ခွေးတပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကမဲဆင်းများကိုထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီမဲဆင်းနေထဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့အမားယွင်းမြောင်များစွာပါဝင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမဲဆင်းများ မှားယွင်းနေမှုကိုနေပြီးတော့နေမြေမှာရွေးကောက်ပွဲဝင်မဲ့ဘူးလဲလာဆွေကလူမှုကွန်ရက်ကနေတဆင့်အကြီးအကျယ်ဝေဖန်မှုများလှုံ့ဆော်လာပြီးတဲ့နောက်ဂျပန်ပါတီအတွင်းမှာအခုလိုမျိုးမဲစီမှားယွင်းမှုများကိုလူမှုကွန်ရက်ပေါ်မှာတင်ချင်းပြောဆိုချင်းဝေဖန်ချင်းကိုမပြုတ်လောက်ကြရန်ညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်မဲဆင်းကအမာရင်ရှိတယ်ဆိုရင်သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းပြောဆိုလုပ်ကိုင်မှာလူမှုကွန်ရက်ပေါ်မှာတင်တာတွေပြောဆိုတာတွေဝေဖန်တာတွေကရွေးကောက်ပွဲရဲ့ပုံရိပ်ကိုကြားဆင်းစေတယ်ရွေးကောက်ပွဲကိုကျင်းပမဲ့ တက်မတော်ရဲ့ဂုံတိတ်ခါကိုလည်းထိခိုက်စေပါတယ်အဲဒါကြောင့်မဲဆင်းမရင်ကော်မရှင်နဲ့မှန်အောင်လို့မှန်အောင်စ조사 Facebook မတင်နဲ့ TikTok မတင်နဲ့ Telegram မတင်နဲ့ဆိုပြီးတော့နှုတ်နဲ့ညွန်ကြားလာပါတယ်လို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဒါအပြင်တရားရာဂိုင်းတို့ပြည်စုံမှန်ကန်တဲ့မဲဆင်းမျိုးကမ္ဘာမှာမရှိကြောင်းဒါကြောင့်မဲဆင်းမရွေးမှုဟာဖြစ်တတ်တဲ့သဘောသာဖြစ်ပြီး ဘူပေါင်းဆောင်ရွက်ညှိနှိုင်းမှုနဲ့သာမဲဆင်းအမှန်ကိုဆောင်ရွက်နိုင်မယ်လို့ကျန်းဖို့ပါတီအတွင်းမှာရှင်းလင်းပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကခန့်အပ်ထားတဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးကလည်း ်ရွေးကောက်ပွဲအတွက်မဲဆင်းများအချက်အလက်ကွဲလွဲမှုမပြည့်စုံမှုနဲ့လိုအပ်ချက်များရှိနေကြောင်းပြည်သူများအနေနဲ့မိမိရဲ့နာမည်မဲဆင်းမှာပါမပါအချက်အလက်ပြည့်စုံမှန်ကန်မှုရှိမရှိမဲဆင်းထုတ်ပြန်ကြေညာထားတဲ့နေရာများကိုလာရောက်ကြည့်ရှုနိုင်ရေးနဲ့ပြည်စဉ်ဖြည့်ဆွတ်ရန်လိုအပ်ချက်များရှိပါကကာယကံရှင်အနေနဲ့ရွေးကောက်ပွဲနေဥပဒေပါပြဋ္ဌာန်းချက်များနဲ့အညီသမတ်ပုံစံများနဲ့ဖြည့်ဆွတ်ပြီးတော့ဆောင်ရွက်နိုင်ရေးအသိပေးကြရန်လိုအပ်ကြောင်းသတင်းထုတ်ပြန်ပြောဆိုထားပါတယ်။ ်အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်က2020ရွေးကောက်ပွဲမှာမဲစင်းများမှာရင်းနေတာကိုအကြောင်းပြပြီးတော့စစ်အာဏာသိမ်းပြီးသမရဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကို မတရားဖမ်းဆီးထောင်သွင်းအကျဉ်းချခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ယဟန်ရှင်သာမဏေနဲ့သီလရှင်တွေ TikTok ဆော့ခြင်းဆယ်လီလှုပ်ခြင်းမပြုလုပ်ရန်နိုင်ငံတော်တန်ခါမဟာနာယကကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်တာနက်ဆိုရှယ်မီဒီယာတွေပေါ်မှာတချို့သောဖုန်းကြီးတွေနဲ့သီလရှင်တွေဟာ TikTok ဆော့ခြင်း online game ကစားခြင်း post ခြင်း live လွှင့်ခြင်းစတဲ့ဗုဒ္ဓဘာသာတာသနာတော်ကို ထိခိုက်ညှိုးနှံစေတဲ့အပြုအမူတွေကိုဆောင်ရွက်နေတာကြောင့်ဟန်တာနိုင်ရေးအတွက်နိုင်ငံတော်တန်ခါမဟာနိုင်ရေးကကစက်တဘာလ26ရက်နေ့ကညွှန်ကြားလိုက်တယ်လို့သိရပါတယ်။ယဟန်တွေရှင်သာမဏေတွေဒီလရှင်တွေအနေနဲ့ TikTok ဆော့ခြင်းဇယ်လီလှုပ်ခြင်းမပြုလို့ရန်သာသနာရေးဦးစီးဌာနကရှောက်ထားလာမှုအပေါ်စက်တဘာလ24ရက်နေ့ကကျင်းပပြုလုပ်တယ်။နဝမအချိန်နိုင်ငံတော်တန်ခါမဟာနိုင်ရေးကအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရအခုလိုဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ယဟန်တွေသာမဏေတွေဒီလရှင်တွေအနေနဲ့ TikTok နဲ့ social media တွေပေါ်မှာ တာမဏတာယုပမဖြစ်တဲ့ TikTok ဆော့ခြင်းဇယ်လီလှုပ်ခြင်းတွေကိုထိရောက်စွာဟန်တာနိုင်ရေးအတွက်ဒိုင်းဒေတာကြီးပြည်နယ်မြို့နယ်အသီးသီးမှာရှိတဲ့ပရိယတ်တိစာတင်တိုင်းပရိပတ်တိကမ္မထမ်းရိပ်တာဖုံးတော်ကြီးចောင်းတွေနဲ့သီလရှင်ចောင်းတွေအပါအဝင်ចောင်းတိုက်အသီးသီးတို့မှာအဲ့ဒီညွှန်ကြားချက်ရောက်ရှိစေရေးအတွက်ဆက်လက်ပြီးတော့ညွှန်ကြားရန်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့တိုက်ပွဲတွေမှာတိုက်ဆုံသွားတဲ့အကြမ်းဖက်အရာရှိများနဲ့စစ်ခွေးများရဲ့ကြံရည်သူမိသားစုများကိုရန်ကုန်မြို့ဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်လေးတောင်ကန်စစ်မှုရန်ဟောင်းအင်အားတက်မှာမဲဖောက်အခမ်းပေးမှာဖြစ်ပြီးတော့မုံဆုံမအများစုတိုက်ခန်းရကြတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ခွေးတပ်ကစစ်မှုရန်ဟောင်းအင်အားမြို့တဲ့အဖြစ်ဒဂုံမြို့တဲ့တောင်ပိုင်းလေးတောင်ကန်မှာအင်ငန်းပေါင်း၄၀၀၀ခန့်ပါဝင်တဲ့မြို့တဲ့စီမံကိန်းကိုတိစောက်လျက်ရှိရာ ဲ့ဒီအိယာသစ်မှာတိုက်ပွဲတွေကြာဆုံးခဲ့တဲ့အရာရှိနဲ့စစ်ခွေးများကိုအခမ်းအနားပေးရမှာဖြစ်တယ်လို့သိရပါဗျ။တမတော်အတက်တာဝန်ထမ်းဆောင်ရင်းနဲ့ကြာဆုံးသွားတဲ့အရာရှိတွေကတော့မဲနိုင်စရာမလိုဘဲနဲ့အခမ်းရဖို့ရှိမယ်လို့သိရပါဗျ။စစ်တီတွေကတော့ရှောက်လာတင်ထားတာတွေကိုမဲနိုင်ပေးရမယ်။မဲပေါက်ရင်အခမ်းရမယ်။မဲမပေါက်သေးတဲ့မိသားစုတွေကတော့ထပ်ဆောင်ရမယ်။ဂျန်ရစ်သူစစ်ခွေးမိန်းမအများစုကိုအခမ်းပေးမှာလို့သိရတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အဲ့ဒီစစ်မှုရန်ဟောင်းအိယာသစ်မှာ အဆောင်များနဲ့အခန်းများထပ်မံပြီးတော့တိုးချဲ့မှဖြစ်ပြီးလက်ဆက်ဓာအပေးရန်နေအောင်ကြီးစွန့်ရင်သုံးဆိုလာပလက်များကိုပါတိဆောက်သွားမှဖြစ်တယ်လို့သိရပါဗျ။စစ်မှုရန်ဟောင်းအင်အား၄000ကန်အနီးဘရင်တော်လမ်းနဲ့အမတ်ခွန်လမ်းတော့မှာ shopping complex ကိုပါထည့်သွင်းပြီးတော့တိဆောက်ရန်ရှိတယ်လို့ပြောပါတယ်။ အခုလိုမျိုးသေဆုံးသွားတဲ့စစ်ခွေးများနဲ့အရာရှိများရဲ့မိမများနဲ့ကျန်ရသူမိသားစုများကိုအခမ်းပေးရမှာလာစဉ်ခေါ်ယူနေတဲ့စစ်မှုထမ်းတပ်သားတဲ့များပြည်သူစစ်များသေဆုံးပြီးတော့ကျန်ရခဲ့တဲ့မိသားစုတွေကိုတော့အခမ်းပေးမှာမဟုတ်ဘူးလို့ပြောပါတယ်စစ်ခွေးအဖြစ်နဲ့လောက်တဲ့အ ਨੇ စုံ၁၀နှစ်နဲ့အထက်ရှိတဲ့ တေဆုံးသွားတဲ့စစ်ခွေးမသားများရဲ့ရရည်သူမိသားစုများကသာအဲ့ဒီအိမ်ယာမှာနေစရာအခန်းရရှိရန်မဲဖောက်ပေးမှဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတက်ကဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်မြမသားကောင်စစ်မှုရန်အိမ်ယာကိုတိဆောက်ခဲ့ပြီးတော့စစ်ခွေးတက်ကတေဆုံးသွားတဲ့စစ်ခွေးမသားများရဲ့မိန်းမများကိုမဲနိုင်ပြီးတော့နေရာချထားပေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအိမ်ယာကိုမုံဆုံးမများအိမ်ယာလို့တက္ကစီသမားများနဲ့စိုင်းကယ်ကယ်ရီသမားများကြားမှာတတ်မှတ်ခေါ်ဝေါ်မှုများရှိနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်စာလုံးရက်ကွက်မှာမနေ့ကအော်တိုဘားလ17ရက်နေ့နေ့လယ်3နာရီခွဲလောက်ကပောက်ကွဲမှုဖြစ်ပွားပြီးတော့မိသားစုဝင်3ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပောက်ကွဲမှုကတော့ပြည်ကြီးတကောင်ဆလုံးရက်ကွာ123လမ်းနဲ့124လမ်းကြား54ဘီလမ်းမှာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဖြစ်စဉ်ကတော့ဗျံအလုတ်လုတ်တဲ့အမျိုးသားကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုဆေးရုံမှာဆေးရုံပြင်ဆင်ရေးလုပ်ကန်ရင်းနဲ့စွန့်ပစ်ထားတဲ့တန်တိုတန်စအထုပ်ကိုမန္တလေးကနေယူဆောင်ခဲ့လာရ။အိမ်မှာနေထိုင်တဲ့အခြားအမျိုးသားကအထုပ်ကိုဖွင့်ကြည့်ပြီးတော့တရုတ်လုတ် ကျိုးဆွဲလက်ပြဘုံလို့ယူဆရတဲ့အရာကိုကင်တွေရာကနေပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗါ။အတန်ကတော်တော်ချဲ့တယ်ဗျ။ရဲတွေပြူစောတိတွေရောက်လာတော့တာပဲ။ဒဏ်ရာရတဲ့သူတွေကိုလူမှုရေးအသင်းကနေခေါ်သွားတယ်လို့ရက်ကွက်နေပြည်သူတို့ကအတိအပြုပြောကြားထားပါဗါ။၎င်းပောက်ကွဲမှုကြောင့်အထုပ်ကိုဖွင့်ကြည့်တဲ့အမျိုးသားနေအိမ်မှာရှိနေတဲ့သူ့ရဲ့မိန်းမနဲ့73နဲ့အရွယ်သမီးဖြစ်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါ။ဒဏ်ရာရတဲ့သူ3ဦးကိုမန္တလေးဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ပြောပါတယ်။မန္တလေးကိုပြစ်မှတ်ထားပြီးတော့ဝါရဖြတ်နေတယ်။စစ်ခွေးတိုက်ရဲ့ဘောမ channel တွေမှာတော့တန်တိုတန်စအထုပ်ကိုဖွင့်ကြည့်တဲ့အမျိုးသားဟာတန်လုံးမှာကျိုးတက်ထားတဲ့အရာကိုတရုတ်လက်ပြဘုံမှန်မသိဘဲနဲ့ကျိုးကိုဆွဲကြည့်ရကနေမိခိုးတွေထွက်လာလို့ရေချိုးကမ်းပတ်စီကိုလွှဲပြလိုက်တော့ရေချိုးနေတဲ့ဇနီးနဲ့သမီးတို့ဘုံစားထိမှန်ခဲ့တယ်လို့ဝါဒဖြန့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဒီအနေနဲ့အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ